ှားသောလောဘကအပူပိုင်းဒေသတွေမှာပေါက်ပွားပြီးတော့ထိန်ရှားတဲ့ဆေးဘဝင်အပင်တစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့ကျမ်းမာရေးနဲ့အလားပါဆိုင်ရာအကျိုးကျေးဇူးတွေကြောင့်ရှားသောလောဘပင်ကိုနှစ်ပေါင်းများစွာနဲ့အသုံးပြုလာကြတာပဲဖြစ်ပါတယ်နော်။ကဲဒီတော့ဒီဗီဒီယိုလေးထဲမှာရှားသောလောဘပင်ရဲ့အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်နော်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဒီနောက်အနုဒီပဲလေးလေးဖြစ်ပေးပါအောင်ရှင်။ ာသောလက်ဖက်ပင်မှာဆိုရင်ဗီတာမင်တထုဓာတ်အမိုက်လိုအက်ဆစ်နဲ့ဒရိုးဆန့်ကျင်ကုန်သတ္တိရှိတဲ့အရာတွေပါဝင်ပါရဲ့။ကဲဒီတော့စာသောလက်ဖက်ပင်ရဲ့အထင်ရှားဆုံးအကျိုးကျေးဇူး၅ခုကဘာရီလင်းဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။ ပထမတစ်ခုကတော့ရှားသောလက်ဖက်ပင်မှာတရိုးစန့်တီဂုံတက်တီရှိပြီးတော့ဗက်တီးရီးယားတွေကိုတည်စေတဲ့ဂုံတက်တီလည်းရှိပါတယ်။ရှားသောလက်ဖက်ကအစွမ်းထက်တဲ့တရိုးစန့်တီဂုံတက်တီရှိတဲ့အရာများစွာပါဝင်ပါတယ်။ဒီအရာတွေကပိုလီဖီနောအုပ်စုဝင်နေဖြစ်ပြီးတော့ကိုယ်ခန္ဓာအရည်ပြားဆဲတွေကိုထိခိုက်စေတဲ့ free radical တွေကိုဖယ်ထုတ်ရှင်းလင်းဖြစ်ပါတယ်။ ။ဆောင်းဆောင်လက်ပတ်ကအသားရည်ကိုနုပြစေတာကြောင့်အလောက်ကိုပစ္စည်းတွေထဲမှာအလွန်အရေးကြီးတဲ့ပါဝင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဒီပိုလီဖီနောလ်နဲ့တခြားပါဝင်ပစ္စည်းတွေကကုသရောဂါတွေဖြစ်စေတဲ့ရောဂါပိုးဝင်တာတွေကိုလည်းတိုက်ဖျက်ပေးပါတယ်။ချာလုံးလက်ပတ်ကိုအရေးပြားပုံမှာလိမ့်ပေးမယ်ဆိုရင်ထိခိုက်ရှာနာတာတွေကိုအမြင်ကျစေပြီးတော့တောက်မယ်ဆိုရင်တော့ဖျားနာမှုတွေကိုကာကွယ်ပေးပြီးအစာထည်စနစ်ကိုစိတ်တောက်ကင်းစေစေပါတယ်။ နောက်တစ်ချက်ကတော့ရှားသောလက်ဖက်အည်ပြားပြန်လည်ကောင်းမွန်စေပါတယ်။ရှားသောလက်ဖက်မှာ fibroblast လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့အည်ပြားဆဲတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ collagen ကအည်ပြားတည်ဆောက်ပုံနဲ့ကျုပ်ဆက်နိုင်စွမ်းတွေအတွက်မရှိမဖြစ် protein တစ်ခုလည်းဖြစ်ပါတယ်။လေးရတဲ့ရှားသောလက်ဖက်ခြေတွေကအည်ပြားရဲ့အသက်ကြီးရင်သွားမှုကိုနှေးကွေးစေပါတယ်။ရှားသောလက်ဖက်ပါဝင်တဲ့အသက်ကြီးခြင်းကိုထိန်းချုပ်ပေးတဲ့အလှကုန်တွေဖြစ်တဲ့ moisturizer တွေနဲ့ eye cream တွေဆိုရင်အရေးအကြောင်းတွေနဲ့အသက်ကြီးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့တခြားလက္ခဏာတွေကိုပါညွှန်ကြားစေပါတယ်ရှင်။ ။အဲ့ဒါကျကတော့ရှာတော့လက်ဘက်ကမီးလောင်ဒဏ်ရာတွေကိုလည်းအမြန်ကျက်စေပါတယ်။အနာကျတဲ့အကျိုးကျေးဇူးတွေဒါမှမကပဲရှားသောလက်ပတ်ကိုမီးလောင်ဒဏ်ရာတွေကုသဖို့လည်းအသုံးပြကြပါတယ်။သိပံသူရိဒနာတခုကရှားသောလက်ပတ်ကပထမအဆင့်နဲ့ဒုတိယအဆင့်မီးလောင်မှုဒဏ်ရာတွေအတွက်အသုံးဝင်တယ်လို့ဆိုပါတယ်။ရှားသောလက်ပတ်ကတခြားဆေးတွေနဲ့ဆိုင်မီးလောင်ဒဏ်ရာအနာကျနှုန်းကိုကိုယ်ရခန့်လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်ရှင်။ ဆက်သောက်လက်ဖက်ကိုအရင်ပြားပုံထိုင်ရက်ပုတ်လင်းပြီးပြီးတော့အသုံးပြုလို့ရပါတယ်။နောက်တစ်ချက်ကတော့ဆက်သောက်လက်ဖက်စပင်တန်စီပါတယ်။ဆက်သောက်လက်ဖက်ကိုဥရင်ပြားပုံလင်းပြီးတာကစပင်ကိုလှည့်မြန်စွာပေါက်စေပြီးတန်ဆွမ်းစေပါတယ်။လူအတော်များများကတော့ဆက်သောက်လက်ဖက်ကိုစပင်ပေါက်ဖို့အတွက်အသုံးပြုခဲ့ကြပြီးတော့အကျိုးရှိတာကိုလည်းတွေ့ရှိခဲ့ကြရပါတယ်။ဆက်သောက်လက်ဖက်ကျေကိုအသုံးအများဆုံးနီးလန်းကရောစပင်ပုံထိုင်ရက်တုတ်လင်းပြီးပြီးတော့တနာရီကျရင်ရေးစေးချတာပဲဖြစ်ပါတယ်။ဆက်သောက်လက်ဖက်တောက်တုံးခြင်းနဲ့ဆက်သောက်လက်ဖက်ပါဝင်တဲ့စပင်ထုတ်ကုန်တွေကိုအသုံးပြုတာကလည်းစပင်ကိုကျန်းမာ တန်ဆွမ်းစီပါရရှင်။မလစကတော့ရှားသောလက်ဘက်ကပါဇက်အနာတွေကိုကုသပေးနိုင်ပါတယ် ပါဇက်အနာတွေကလူတွေမှာအတွေ့များတဲ့အနာတစ်မျိုးပဲဖြစ်ပါတယ်။ဒီအနာတွေကပါဇက်အတွင်းပါရနေပြီးတော့နှာခမ်းအောက်ခြေအထိရှိပြီးတော့နာကျင်မှုက9ရက်ကနေ10ရက်အထိကြာတတ်ပါတယ်။စလုံးလက်ပတ်ကိုအသုံးပြုပေမဲ့ဆိုရင်ပါဇက်အနာတွေရဲ့အနာကျက်တဲ့ဖြစ်စဉ်ကိုထောက်ပံ့ပေးရဆိုတဲ့ယုံကြည်လောက်တဲ့သက်သေပြမှုတွေရှိပါတယ်။ပါဇက်အနာတွေရဲ့အရွယ်အစားကိုသေငယ်စီရင်တာမကတဲ့နဲ့နာကျင်မှုတွေကိုပါရောကြစေနိုင်ပါတယ်ရှင်။ဒီလောက်ဆိုရင်တော့ဆလုံးလက်ပတ်ရဲ့အမှန်အကျိုးကျေးဇူးတင်ခန်းချက်ကိုတည်တော်လောက်ပြီလို့ထင်ပါတယ်။မြမရဲ့ပြိုလေးကိုအဆုံးလေးကြည့်ပြီးတော့ ားအားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက် video တွေမှာပြန်တွေ့ကြပါဘောနော်။